အားလုံးပဲမင်္ဂလာပါနော်ယခုခေါ်မှာတော့ကျွန်တော်ထိုင်းနိုင်ငံမှာတလဗီဇာဘလူးတက်တန်းတိုးခဲ့ရလဲဆိုတာကိုကျွန်တော်တိုးခဲ့တဲ့တွေ့ကြုံကိုမျှဝေပေးသွားမှာဖြစ်ပါတယ်နော်ကျွန်တော်ကတော့ထိုင်းနိုင်ငံမှာ၁၄ရက်ဗီဇာနဲ့ဝင်လာတာဖြစ်ပြီး၁၄ရက်ဗီဇာနဲ့ထိုင်းနိုင်ငံကိုဝင်လာရင် ID square လစီမှာတက်တန်းတိုးရမှာလို့ကြားသိရပြီးကျွန်တော်တို့၂လဗီဇာနဲ့ဝင်လာမယ်ဆိုရင်တော့ government complaint မှာတက်တန်းတိုးရမှာလို့သိရပါတယ်ဗျာ မိမိကိုင်ဆောင်ထားတဲ့14ရက်ဗီဇာသို့မဟုတ်2လဗီဇာတက်တန်းကုန်လို့ဗီဇာတက်တန်းထောက်ထက်ထပ်တို့မယ်ဆိုရင်တော့ဗီဇာတက်တန်းတို့ရန်လိုအပ်တဲ့အချက်လက်တွေကတော့ကျွန်တော်တို့ဗီဇာရုံးမှပေးထားတဲ့စာရေးသုံးရကိုဖောင်ပြရန်လိုအပ်ပါတယ်နော်။ကျွန်တော်ဖောင်ပြပုံဖောင်ပြနည်းကိုလည်းကျွန်တော်နောက်ထပ်ဗီဒီယိုနဲ့တင်ဆက်ပေးမှာမူကျွန်တော်ရဲ့ channel လေးမှာဝင်ရောက်ရှာဖွေတည်ရှိနိုင်ပါတယ်နော်။နောက်ထပ်အနေနဲ့ password biometric ထိုင်းနိုင်ငံအဝင်တို့ meidu နဲ့ကျွန်တော်တက်တန်းတို့ထားတဲ့သူတွေရှိပါကတို့ထားတဲ့ဗီဇာတုံးရဲ့ meidu ကျွန်တော်တို့ DN30 နဲ့ထိုင်းငွေဘတ်1900လိုအပ်မှာဖြစ်ပြီးနောက်ထပ်အနေနဲ့ကတော့မြန်မာတန်ရုပ်ထောက်ခံစာလိုအပ်မှာဖြစ်ပါရဲ့နော်မြန်မာတန်ရုပ်ထောက်ခံတဲ့ဘလို့ယူရလဲဆိုတာကိုကျွန်တော်ဗီဒီယိုတက်တက်လေးလုပ်ထားတာရှိလို့ကျွန်တော်ရဲ့ channel ထဲမှာဝင်ရောက်ရှာဖွေကြည့်ရှုနိုင်ပါတယ်နော်စာစာရနေပြင်ဆင်ပြီးသွားပြီဆိုရင်တော့ ID square လာစီကိုသွားရမှာဖြစ်ပြီးဗီဇာတက်တန်းတိုးတဲ့သူတွေရမ်းများတာဖြစ်တာကြောင့်ကျွန်တော်တို့မနေ့ဆောဆောသွားရမှာဖြစ်ပါတယ်နော် ကျွန်တော်တို့ယထာနဲ့သွားမယ်ဆိုရင်တော့ Lasty Station မှာဆင်းရမှာဖြစ်ပြီး Lasty Station မှာတဆင့်ကျွန်တော်တို့ ID Square Mall ကိုသွားမှာဖြစ်ပါတယ်เนาะ ID Square Mall ကတော့မနက်9:00နာရီမှာစတင်ဖွင့်လှစ်ပြီးကျွန်တော်တို့တက်တန်းတူရမယ့်နေရာကတော့3:00နာရီမှာဖြစ်ပါတယ်။တော့ကတော့ဆော့ဆော့သွားလိုက်တာဖြစ်တာကြောင့်မလို့ဖွင့်နေတဲ့အတွက်ကျွန်တော်တို့ကောက်ကူအောင်လုပ်ရတယ်ပြီးတော့ဖတ်ပြီးတော့ကျွန်တော်တို့3:00နာရီကိုဆက်ရမှာ ကျွန်တော်တို့၃ဝါကိုရောက်ပြီဆိုရင်တော့မိတူဇိုင်းတွေကိုတွေ့မှာဖြစ်ပြီးအဲ့ဒီမိတူဇိုင်းတွေမှာတော့ကျွန်တော်တို့မိတူတရွက်ကိုနှစ်ဘက်ပေးရပြီးဖောင်မှာကတ်ဖို့ဓာတ်ပုံရိုက်မယ်ဆိုရင်တော့၄ဘုံကိုဘတ်တရာပေးရပါတယ်နော်ဗီဇာတက်တန်းတို့ရန်အတွက်လိုရတဲ့စာရစာတန်းတွေကိုလည်းအဲ့ဒီမိတူဇိုင်းတွေမှာအလွယ်တကူဝယ်ယူပြီးကျွန်တော်တို့ဖောင်ဖြည့်နိုင်ပါတယ်နော်ဖောင်မဖြည့်ရသေးပါကအဲ့ဒီနေရာမှာပဲတန်းစီပြီးသူတို့ကိုဆောင်ရင်ဖောင်ဖြည့်နိုင်ပါတယ်နော် ခုပြထားတဲ့ပုံလေးကတော့ကျွန်တော် ID square loss ကို9မိနစ်20မှာရောက်ရှိတာဖြစ်ပြီးကျွန်တော်ရှေ့မှာရောက်နေရရောဂျိုတင်ရောက်နေပြီသားဖြစ်ပါတယ်နော်အဲဒါကြောင့်မို့အစ်အနေနဲ့စောနိုင်တော့စောစောသွားဖို့ရန်ပေးခြင်းပါတယ်နော်ကျွန်တော်တို့တန်းစီတဲ့ line တော့ကိုလိုက်ရင်မိမိအလက်ရောက်ပါကကျွန်တော်တို့ပြင်ဆင်ထားတဲ့စာရေးစာတမ်းတွေကိုစီရီခုံတွေမှာထိုင်းနေတဲ့ officer တွေကိုပေးရမှာဖြစ်ပြီးအဲ့ဒီ officer တွေကမှကျွန်တော်တို့စာရေးစာတမ်းတွေကိုစစ်ဆေးပြီးပါက ကြွေတဲ့မှာလိုအပ်တဲ့စာရေးစာရန်တွေမပြည့်စုံမှုဆိုပါကလိုအပ်တဲ့စာရေးစာရန်ကိုသူတို့ထပ်မံတောင်းမှဖြစ်ပြီးဒီစာရေးစာရန်ပြည့်စုံနေဆိုပါကကျွန်တော်တို့ကိုစာရေးတွေပေါ်မှာလက်မှတ်ထိုးခိုင်းပြီးလက်မှတ်ထိုးပြီးပါကအဲ့ဒီစာရေးစာရန်တွေနဲ့တကွာကျွန်တော်တို့တိုကင်အကက်ပြားလေးပေးမှဖြစ်ပြီးကျွန်တော်တို့အဲ့ဒီကက်ပြားလေးကိုယူရဲကက်ပြားနံပါတ်အလိုက်ခေါ်တာကိုကျွန်တော်တို့စောင့်အောင်ဖြစ်ပါတယ်နော်တို့ရရှိထားတဲ့တိုကင်နံပါတ်စင်ကိုခေါ်ပြီးဆိုပါက immigration အခန်းထဲကိုဝင်သွားရမှဖြစ်ပြီး ။ Immigration အခန်းထဲကိုရောက်ပြီးဆိုပါကခုံတွေချထားတာတွေ့မှာဖြစ်ပြီးအဲ့ဒီခုံတွေမှာခဏဝင်ထိုင်ရင်မိမိရဲ့ token number အခေါ်ကိုစောင့်ရမှာဖြစ်ပါတယ်နော်။မိမိ token number အခေါ်ရောက်ရှိလာပါကကျွန်တော်တို့ခေါ်တဲ့ counter မှာသွားရမှာဖြစ်ပြီးဒီ counter မှာပဲကျွန်တော်တို့ passport button 900ကျွန်တော်စစ်ဆေးခဲ့တဲ့စာရေးစာတမ်းတွေနဲ့ token number လေးကိုတခါတည်းပေးလိုက်ရမှာဖြစ်ပြီးအဲ့ဒီမှာပဲကျွန်တော်တို့မျက်နှာလေး scan ဖတ်ပြီးပါကသူတို့ကျွန်တော်တို့ကို token number ပြန်ပေးမှာဖြစ်ပြီးအဲ့ဒီ token number ကိုယူရ အပြင်ကိုပြန်ထွက်ပြီးသူတို့ကျွန်တော်တို့ဗီဇာတစ်စိတ်လုံးထုတ်ပေးတာကိုစောင့်အောင်မှာဖြစ်ပါရယ်နော်ဗီဇာတစ်စိတ်လုံးထုတ်ပေးပါကကျွန်တော်တို့ကိုတိုကင်နံပါတ်အလိုက်ခေါ်မှာဖြစ်ပြီးမိမိတိုကင်အလှည့်ရောက်ပြီဆိုပါကကျွန်တော်တို့တိုကင်နံပါတ်လေးကိုပြရွေးမိမိရဲ့ passport ကိုပြန်ယူနိုင်ပါပြီနော်ကျွန်တော်တို့ passport ပြန်ယူပြီဆိုရင်တော့အထက်မှာဗီဇာတုံးထုတ်ထားတာတွေ့မှာဖြစ်ပြီးကျွန်တော်တို့ရဲ့ဗီဇာ extension process အောင်မြင်စွာကတန်းတိုးနိုင်ခဲ့ပါပြီနော်အားလုံးပဲအဆင်ပြေကြပါစေနော်